ကျွန်တော်မြန်မာနိုင်ငံသားအလို့သမားဖြစ်ပြီးထိုင်းနိုင်ငံကိုလေ9နှစ်ကြာလာနေပြီးအထည်ကျုပ်ဆက်ယုံမှာအလို့လုပ်နေပါတယ်။နေတိုင်းရှေ့လျားစွာ ထိုင်နေရလို့ကြောနာခြင်းလက်သေးများပင်ပန်းနာခြင်းမှုများကိုအယံခံစားရပါတယ်။နှစ်များစွာဇက်တိုက်နာခြင်းမှုကြောင့်အယံမအဆင်ပြေဘူး။နာခြင်းမှုဇက်တိုက်ဖြစ်နေပြီးညမှာလဲအိတ်လိုက်မရနိုင်ပါဘူး။ နာကျင်မှုကြောင့်အလုတ်ထိခိုက်နေတယ်လို့ကိုပိုကိုပြင်းရည်ပြီးမျောလင်းချက်ချို့ရင်းနေပါတယ်တနေ့မထင်မှတ်ထားပဲအလုံးမလုံးနိုင်တော့ပဲတနေ့ရတဲ့တက်တာဝင်နေရမလားလို့လဲကြောက်ရပါတယ်ကျွန်တော်လဲနာကျင်မှုရော့စေတယ်လို့ဆိုထားတဲ့ထုတ်ကုန်တွေအများကြီးဝယ်တောက်ကြည့်ခဲ့ပေမဲ့ဘလို့လဲမတက်တာဘူးတချိန်တွေမှာတော့အရန်အောင်မခံနိုင်အောင်မျောလင်းချက်ပျောက်သွားတဲ့အထိဖြစ်ပေါ်ခဲ့တဲ့ရွှေထည်စုစုပေါင်းငွေယူပြီးဝယ်တောက်ကြည့်တာပါပဲတကယ်အကျိုးသက်ရောက်မှုမရှိဘူး နောက်ပိုင်းမှာဆွေးနွေးသူတယောက်က Big New Draw ကိုအကြံပြုပေးလို့သုံးစတင်ခဲ့ပါတယ်။တလခန့်သုံးပြီးတော့လက်လိုက်အစ်စ်များပင်ပန်းနာခြင်းမှုအလွန်လျော့နေလာပြီးကြောဘက်မှာလုံးဝတင်းကျပ်နေတယ်လို့ခံစားရတာလည်းပျောက်သွားပါတယ်။ကျွန်မနားလည်ရတာကနည်းနည်းသုံးတာပဲလုံခြုံမှုအနည်းဆုံးအနေရဖြစ်တယ်ဆိုတာပါ။ပထမဦးမှာရက်ထားရင်အကျိုးသက်သာမှုကိုမမြင်ရသေးဘူး။လုံခြုံမှုပျောက်သွားပြီးငွေကုန်ပြီးသွားတယ်။ထို့ကြောင့်ဒီပစ္စည်းအကျိုးမရှိဘူးလို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ဘူးနှစ်ဘူးသို့မဟုတ်အထက်ပိုသုံးရင်အစ်စ်တွေတကယ်တက်တာလာပြီးသွေးစည်းစိမှုကောင်းလာတဲ့အစ်စ်တွေအနေငယ်ပိုတိုးပြီးစုပြီးညစ်တင်သွားပါတယ်။ကျမကမြမမိတ်ဆွေတွေကိုပြောပါတယ်။စမ်းသက်ဖို့အတွက်မဝယ်ပါနဲ့ကုသဖို့အတွက်ဝယ်ပါ။တကူးကကိုခန္ဓာအတွက်တင့်လျော်မှုကိုစမ်းသက်တာပဲဒုတိယဘူးကတော့ အစ်စ်တွေတကယ်အသက်ရှင်လာတဲ့အချိန်ပါ။ ခုလည်းကျမဆက်လက်သုံးနေပြီးနေတိုင်းပိုသက်သာလာတာကို ခံစားရတယ်တင်းနူဒရာကကျမကိုနားလဲစေခဲ့တာပါဒါကြောင့်တပူးတာစမ်းသက်ကြည့်မယ်လို့စဉ်းစားနေသူများအတွက်ကျမအကြံပေးချင်တာကအဲ့ဒီလိုမလုပ်သင့်ပါဘူးတပူးတာစမ်းသက်တာကငွေကုန်သက်သာမှုမရဘူးတင်းနူဒရာအယိုးစစ်ဟောင်းကြဆုံးခြင်းလက္ခဏာများ80ရောနေစေပါသည်တင်းကျမ်းမာရေးကိုကာကွယ်ပေးသည့်စုံလင်သော ဖြည့်ရှင်းချက်ယခုဝယ်ပါ